မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ General Knowledge Channel ကနေထပ်မံကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုမှာတင်ပြပေးမှာကတော့တောပိုးကပ်ယောဂပြောက်မန်းနီးဖြစ်ပါတယ်ဒီနည်းကိုမတင်ပြခင်ကျွန်တော်အနေနဲ့အနည်းငယ်တင်ပြလိုပါတယ်ဒီနည်းဟာရှေးဆရာများရဲ့နည်းဖြစ်ပါတယ်ဒီနည်းကိုကျွန်တော်ရရှိခဲ့တာကတော့နှစ်အတော်ကြာပြီဖြစ်ပါတယ်ရှေးဆရာများကုသအောင်မြင်ခဲ့တဲ့နည်းဖြစ်ပါတယ် ါပေမဲ့ကျွန်တော်ကိုယ်တိုင်စမ်းသပ်လှုပ်ဆောင်ပြီးမှတင်ပြမယ်ဆိုပြီးမတင်ပြသေးပဲအခြားပုပ်ပုပ်ပပလှုပ်ဆောင်ရတဲ့သွားကြိုက်ပြောက်မိများနဲ့သွားကြိုက်ပြောက်ဖျားရှိခိုးကာထာကိုသာတင်ပြခဲ့ပါတယ်ထိုဗီဒီယိုများကိုလေ့လာလိုပါကကျွန်တော် channel မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်အခုတင်ပြမယ်တောပိုးကြိုက်ပြောက်စီတဲ့မန်နီကတော့ဂမီယာဆန်ပြီးလက်တွေ့မကျဘူးလို့ထင်ရတဲ့အတွက်အငင်းပွားစရာတော့ရှိပါတယ်ယုံကြည်လို့စွမ်းလာလို့လဲအချို့ကယူဆကြပါလိမ့်မယ် တွားကိုက်ပြောင်မန်းနီးတွေများစွာရှိတယ်လို့သိရပြီးတွားကိုက်သူများကုသခံယူကြကပျောက်ကင်းတဲ့သူအတော်များလာကိုတွေ့မြင်သိရှိရပါတယ်လိလာမင်းမြန်းကြီးမိတလောက်ကတော့တွားကိုက်သူအတော်များများဟာမြမတိုင်းရင်စေးမျိုးစုံနဲ့ပထမဆုံးကုသကြပါတယ်အဲ့ဒါလောက်နဲ့ပျောက်ကင်းသူများလည်းရှိပါတယ်အဲ့ဒါမှမပြောက်ကင်းမှုဆိုရင်သွားဆရာဝန်စီပဲသွားကြပါတယ်။သွားဆရာဝန်စီသွားတာကအကောင်းဆုံးဖြစ်တာမှန်တော်လဲမိမိနေထိုင်ရာဒေသပုံမူတည်ပြီးလန်ခီအခက်ခဲ ငွေကြေးခက်ခဲအခြားခက်ခဲတွေကြောင့်မသွားနိုင်တာမျိုးလည်းရှိပါတယ်။ယောဂဝေဒနာအခြေအနေပုံမူတည်ပြီးသွားဆရာဝန်စီကိုငါးခေါက်လောက်ထိသွားရသူများလည်းတွေ့ဘူးပါတယ်။တချို့မှာတော့သွားဆရာဝန်စီသွားရောက်ကုသတော့လည်းမတက်တာလို့မယုံကြည်တော့လည်းပျောက်လို့ပျောက်များဆိုပြီးသွားကိုက်ပျောက်မှန်တဲ့ဆရာစီသွားရောက်ကုသကြလို့ပျောက်ကင်းသူများလည်းများစွာတွေ့ရပါတယ်။ကျွန်တော်ကိုယ်တိုင်လည်းထိုနည်းတူပါပဲ။ မြမတိုင်ရင်စီမျိုးစုံသုံးပြီးကုတော်လဲမပြောက်တော့သွားဆရာဝန်စီသွားရပါလေကုသဇင်ရဲ့အတွင်းမှာတော့သွားကြိုက်တတ်တာပါလေဆရာဝန်ကနောက်တစ်ပတ်ထက်ချင်းပြိမဲ့လန်ခီအခက်ခဲကြောင့်မသွားရောက်နိုင်လာရောသွားကြိုက်တာကလည်းမတက်တာလားကြောင့်အခုတင်ပြမယ်သွားကြိုက်ပြောင်းရင်းနဲ့ကုသမှာတက်တာပြောက်ကင်းခဲ့ပါတယ်အဲ့ဒီတော့သွားကြိုက်တဲ့မိတ်ဆွေများကိုအကြံပြုလိုတာက အခြေအနေပြီးရင်တော့သွားဆရာဝန်နဲ့ပဲတက်တာပြောက်ကင်းသည့်ထိကုသတင်ပါတယ် သွားဆရာဝန်နဲ့ကုသဖို့အခက်ခဲရှိရင်တော့မြမတိုင်းရင်စီနီများနဲ့ကုသရင်တစ်ဖက်တစ်လမ်းကဒီမီကိုလည်းလှုပ်ဆောင်ကြည့်တင်ပါတယ်။ဆရာမဟုတ်တော့လဲမိမိဘာသာလှုပ်ဆောင်လို့ရပါတယ်။အခုတင်ပြမယ်သွားကြိုက်ပြောက်မန်နီနဲ့ဆက်ဆက်ပြီးတွေးဆရာတစ်ခုတော့ရှိပါတယ်။ဘဟုတုတ္တတင်ပြရရင်သွားကြိုက်ပြောက်မန်နီ အပါဝင်လောကီပညာရဲ့တော်များများဟာချင်းကြအားထုတ်မှုနဲ့တာမန်လူတွေအနေနဲ့စဉ်းစားတွေးခေါ်လို့မရတော့ အကြောင်းမရှိဘဲအကျိုးဖြစ်ပေါ်သလိုဖြစ်နေပါတယ်အမှန်ကတော့အကြောင်းကိုရှာနိုင်တော့အောင်မိမိတို့မှာဉာဏ်ပညာမိုင်းရင်ကြသေးလို့ဖြစ်ပါတယ်လောကီပညာရဲ့တော်များများဟာစံအပိညာထားတဲ့ပုံကိုပဲစီရင်ထားခဲ့တာပါယခုခေတ်လောကီပညာရှင်တို့စီရင်ထားတဲ့လောကီပညာရဲ့အသစ်များနဲ့ရှေးခေတ်လောကီပညာရဲ့များကို ပြင်ဆင်ဖြစ်ဆွတ်နှုတ်ပယ်ထားတဲ့နည်းများကိုတော့မဆိုလိုပါဘူး ဒါကြောင့်မိမိတို့အနေနဲ့တဘာဝတရားတွေတဘာဝဝတ္ထုပစ္စည်းတွေရဲ့လှုပ်ဝက်စွမ်းတွေကိုမဖော်ထုတ်နိုင်လို့ဖော်ထုတ်နိုင်ခဲ့တဲ့ပုံကူများရဲ့နည်းတွေကိုတုံးချနေကြရတာပဲဖြစ်ပါတယ်။ဘာကြောင့်အခုလိုတင်ပြရတာလဲဆိုရင်ဒီယူဆကဗုဒ္ဓဘာသာမှာအရေးကြီးပါတယ်။မယူဆက်တဲ့ရင်ဗုဒ္ဓရဲ့တရားတော်အရာဒိဋ္ဌိအယူဖြစ်သွားနိုင်လို့ပါ။ဒါကြောင့်လေကျွန်တော်အနေနဲ့လောကီပညာရဲ့တွေကိုဖော်ထုတ်တင်ပြရမှာအကုသို့ဖြစ်စေတဲ့အကြောင်းတွေလည်းမပါအောင် ဒိဋ္ဌိအယူနဲ့လွတ်အောင်အတော်တတိထားပြီးရှင်းချိန်တင်ပြရခြင်းဖြစ်ပါတယ်ဒီအယူဆနဲ့ပတ်သက်ပြီးဆွေးနွေးလို့တင်ပြလိုတဲ့မိတ်ဆွေများလည်းခမ်းမန်းမှာရေးသားနိုင်ပါတယ်အခုတင်ပြမယ်တောပိုးကိုက်ပြောင်မန်းနီအားစိတ်ဝင်စားတဲ့မိတ်ဆွေများကိုအကြံပြုလိုတာက၅ချိန်လောက်ကုသပြောက်ခြင်းမှုပြီးဆိုရင် မိတ်ဆွေလည်းတောကိုက်ပြောင်မန်းနဲ့ဆရာဖြစ်ပါပြီ မိမိရဲ့တီလာအားတမာတိအပြည့်စုံရင်ပြည့်စုံသလောက်လာရောက်ကုသသူရဲ့ကံကြောင်းတရားပုံမူတည်ပြီးကုသပြောက်ကင်းကြမှာပဲဖြစ်ပါတယ်။အဲ့ဒီတော့သောပုကတ်ယောဂပြောင်းမန်းနည်းကိုတင်ပြပါမယ်။ချက်တုံဖြူခုနှစ်မြောင်းကိုအခွန်လွာပါပြီးရင်လက်ဝါးထဲမှာဆုပ်ထားပြီးပဇက်နာတိကယခုတင်ပြမယ်မန္တန်နဲ့အသက်အောင်ထားပြီးခုနှစ်ခေါက်မှန်းမှာဖော့အုံဘူလောက်ပြောက်ပြောက်ဖော့အုံဘူလောက်ပြောက် เปียกพวปูบุลเปียก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 เปียกอัตชูเจงขณะนาบีตะขาทับีแม่มาพวปูบุลเปียกเปียกพวปูบุลเปียกเปียกพวปูบุลเ ဤသို့ခုနှစ်ကြိမ်ထက်ကထက်ကမှန်းမှာအာလုံးစုစုပေါင်းလိုက်ရင်49ခောက်ဖြစ်သွားပါလိမ့်မယ်။ပြီးရင်ထုံမှန်းထားတဲ့ကျက်သွန်ဖြူကိုညက်အောင်ကျိတ်ပါဒါမှမဟုတ်ညက်အောင်ထောင်းပါ။ပြီးရင်ညာဘက်ချမ်းမှာတော့ပိုးကိုက်ရင်ဘယ်ဘက်လက်ညိုဝမ်းဘက်မှာမန်းပြီးညက်အောင်လှုပ်ထားတဲ့ကျက်သွန်ဖြူကိုအုံထားပါ။ဘယ်ဘက်ချမ်းမှာတော့ပိုးကိုက်ရင် ညာဘက်လက်ညိုးဝမ်းဘက်မှာအုံထားပါပြီးရင်အပေါ်ကနေအဝတ်တန်းတန်းနဲ့စီးထားပါသတိထားရမှာကလက်သေးဘက်ချမ်းကိုမအုံမိပါစေနဲ့ထိုးစီးထားတဲ့လက်ညိုးပူလာရင် ခွာပစ်လိုက်ပါကျွန်တော်အတွေ့အကြုံရပြောရရင်ယောဂဝေဒနာပုံမူတည်ပြီးလက်ညိုးပူလာတဲ့အချိန်ကွာခြားနိုင်တယ်လို့ယူဆပါတယ် မခံမရနိုင်အောင်ပူလာတာမျိုးမဟုတ်ဘဲအနှဲငယ်သာပူလာတာဖြစ်ပါတယ်ချက်တုံဖြူအောင်ထားပြီးအစောဆုံးမိနစ်30ခန့်အကြာမှာပူလာတတ်တယ်လို့အကြာဆုံး3နာရီခန့်မှာပူလာတတ်တာမျိုးလည်းရှိပါတယ်လက်ညှိုးပူလာလို့ခွာပစ်လိုက်ပြီးရင်တောပိုးကైယောဂလည်းပျောက်ကင်းပါပြီယောဂမပြင်းထန်ရင်တစ်ချိန်မှန်းယုံနဲ့လုံလောက်ပါတယ်နောက်ထပ်တောပိုးကైဝေဒနာခံစားရရင်ထိုကဲ့သို့ထက်လုပ်ပါကျွန်တော်ကိုယ်တိုင်မန်းမုတ်ကူတာပျောက်ကင်းခဲ့တဲ့နည်းဖြစ်ပါတယ်တောပိုးကైယောဂမဟုတ်ပဲ အကြောင်းကြောင်းကြောင်းသွားကြိုက်သူများလည်းဘေးထွက်ဆိုးကျိုးမရှိလို့ဤနည်းဖြင့်ကူတာနိုင်ပါရဲ့ဤတွင် သွားပိုးကြိုက်ယောဂပြောင်းမန်းနီးပြီးပါပြီ။နောက်လဲဘ ഹു တုတမျိုးစုံကိုတင်ပြပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကို subscribe မလုပ်ရသေးရင် subscribe လုပ်ပေးထားပါအောင်အသစ်တင်တိုင်းသိရအောင်ဘေးနာကခေါင်းလောင်းလေးကိုနှိပ်ပြီးအောက်ကိုလည်းနှိပ်ပေးထားပါအောင်ကျွန်တော်တို့ရဲ့ဗီဒီယိုလေးကိုကြိုက်နှစ်သက်ရင် like လေးပေး မိတ်ဆွေများကိုလည်းမျှဝေပေးပြီးမင်းမြတ်လိုသည်များအကြံပြုလိုသည်များလည်းခမန်မှာရေးပေးတော်ပါအောင်တော်ကျေးဇူးတင်ပါတယ်အားလုံးကိုစိတ်နှပြချမ်းမှချမ်းသာကြပါစေ။